မင်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပြည်သူမှန်သမျှကိုစစ်ဖို့ထန်ခိုင်းပြီးတိုင်းပြည်ကိုအဆုံးစွန်ထိစစ်ကောင်စီကဆွဲချနေပြီလို့အန်ယူဂျီဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ်စစ်တပ်ကပြုတ်လုံမဲ့ရွက်ောက်ပွဲမှာပြည်သူအတွက်ဒုက္ခတွေပုံမိုကြာရှည်စေမှာဖြစ်တဲ့အတွက်နိုင်ငံတော်ကထောက်ခံပတ်ပုံးမှုမလုပ်ရန်တာမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့စစ်ရှုံးနေတဲ့စစ်ကောင်စီကပြည်သူမှန်သမျှကိုစစ်မှုထမ်းခိုင်းခြင်းအပါအဝင်ပြည်သူကိုခြာနှင်းတဲ့နီလန်းမျိုးစုံနဲ့တိုင်းပြည်ကိုအဆုံးစွန်ထိဆွဲချနေပြီဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်ကတတိပေးလိုက်ပါတယ်။ဩဂတ်စ28ရက်နေ့ကပြုလုပ်တဲ့အမျိုးသားညီညွတ်ရေးဆိုရရဲ့24မြန်စာ2024အစည်းအဝေးမှာဝန်ကြီးချုပ်ကအခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်စမ်းပိုင်းတုန်းကလည်းအသက်35နှစ်အထိမဖြစ်မနေစစ်မှုထမ်း ်းရမယ်ဆိုတဲ့ဥပဒေတစ်ခုကိုထုတ်ပြန်ခဲ့ပြီးလူငယ်လူရွယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဖို့စေခိုင်းခဲ့တဲ့အကြံဖက်စေုပ်စုဟာအခုဆိုရင်အသက်35နှစ်ကနေအသက်65နှစ်ထိအရက်သားအမျိုးသားတွေကိုရက်တိုစစ်တင်တန်းတခိုင်းပြီးရက်ကွက်နဲ့ကြေးရွာတွေကပြည်သူလုံခြုံရေးကြီးကြပ်အဖွဲ့တွေမှာမဖြစ်မနေပါဝင်ခိုင်းဖို့အတွက်စီရင်ဆောင်ရွက်လာပြန်တာလည်းဖြစ်ပါတယ်။စီရင်ရှုံးနိမ့်မှုတွေနဲ့ရင်ဆိုင်နေရတဲ့စေုပ်စုဟာပြည်သူကိုခြာနင်းတဲ့နီလန်းမျိုးစုံကိုတုံးပြီးတိုင်းပြည်ကိုသူတို့န နယ်တူအစုံစုံထိဆွဲချသွားချင်နေပုံရတဲ့အတွက်တော်လဲအင်အားစုတွေအနေနဲ့အထူးသတိထားစောင့်ကြည့်သင့်ပြီးပြင်ဆင်တင်တာတွေကိုပြင်ဆင်ဆောင်ရွက်ကြရမှာဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်မန်းဝင်းခန့်တန်းကပြောပါရယ်လက်ရှိမှာစစ်ကောင်စီကြောင့်ငွေကြေးတန်ဖိုးကျဆင်းခြင်းနဲ့အတူပြည်သူတွေဟာဒုက္ခမျိုးစုံဖြတ်ကျော်ရင်ဆိုင်နေကြရပြီးစစ်အုပ်စုကိုအ мян ဆုံးအဆုံးသတ်ညီကုန်းချုပ်မှသာလဲပြည်သူတွေဟာအသက်ဝဝပြန်ရှူနိုင်ကြမှာဖြစ်တယ်လို့လည်းဝန်ကြီးချုပ်ကပြောပါရယ်စစ်အုပ်စုကို မြန်ဒီကုန်းချုပ်နိုင်ဖို့အတွက်တော်လဲအင်အားစုတွေအလုံးစုစုစည်းစည်းနဲ့အသည့်အနေထားဖြစ်အောင် ပြင်ဆင်ထားကြမှာဖြစ်ပြီးနိုင်ငံရေးအရဆိုရင်ဇန်နဝါရီလ31ရက်နေ့ကထုတ်ပြန်ခဲ့တဲ့ဘုံသဘောထားရည်တည်ချက်ကိုအခြေပြုပြီးဆက်လက်ဆောင်ရွက်စရာတွေကိုအားစိတ်သွားကြမှာဖြစ်တယ်လို့လည်းဝန်ကြီးချုပ်ကပြောပါတယ်ရှင်။ မန္တလေးတိုင်းသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်မန္တလေးတိုင်းတောင်တာမြို့နယ်ဝဲလောင်ရဲစခန်းကိုဒရုန်းနဲ့ပုံကျဲတက်ခတ်ခဲ့ရမှာအဆောင်တလုံးဟာပြိုကျပြီးဝန်ထမ်းလမ်းကဟာမီးလောင်ပျက်စီးခဲ့တယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တစ်ကိုပြပြပါရယ်ဩဂတ်စ25ရက်နေ့မှာတောင်တာမြို့နယ်ဝဲလောင်ရဲစခန်းကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့တွေကဒရုန်းနဲ့ဘုံဒီ15လုံးကိုကျဲချတက်ခတ်ခဲ့ရမှာရဲစခန်းအတွင်းဟာအဆောင်တလုံးဟာပြိုကျပျက်စီးသွားတာ ဖြစ်ပြီးဝန်တန်းလိုင်ကန်တခန်းဟာမီးလောင်ပျက်စီးခဲ့လို့လည်းသိရပါဗျ။အဲ့ဒီဝဲလောင်ရဲစခန်းကိုမိုးလက်တနိုင်လောက်ကတည်းကညနေအထိဇက်တိုက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဝန်တန်းလိုင်ကန်တစ်ခုလုံးဟာမီးလောင်သွားတာကြောင့်ရဲတွေအသေးပြောက်ရှိနိုင်တယ်လို့လည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါဗျ။အဲ့ဒီဝဲလောင်နယ်မြေဟာကျပ်ဖို့စက်မှုတေဝန်ကြီးဟာဥအောင်တောင်ရဲ့ဇာတိနယ်မြေဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီရဲ့လေတပ်ရေတပ်တို့ကဗိုလ်ချုပ်အဆင့်ထိပင်တောင်ဝထမ်းဆောင်နေ ကြသူတွေရှိတယ်လို့လည်းသိရပါပါရှင်။ ဒီတစ်ခါမှာတော့အာနာသိမ့်ပြည့်ရဲ့နောက်မှာအကြက်ဖက်စစ်ကောင်စီကသတင်းမီဒီယာသမား9ဦးကိုတပ်ဖြတ်ခဲ့ပြီး62ဦးကိုဖမ်းဆီးထောင်ချထားတယ်လို့လက်ရှိမကြသတင်းတော်များ RSF ကသတင်းထုတ်ပြန်ပါတယ်။ဩဂါစာ22ရက်နေ့ကမွန်ပြည်နယ်ကသတင်းမီဒီယာသမားတွေဖြစ်တဲ့ကိုထက်မြတ်သူနဲ့ကိုဝင်းထွတ်ဦးတို့2ဦးကိုမွန်ပြည်နယ်ကသူတို့နေမှာပဲအကြက်ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်20ကဝင်ရောက်ဆင်းသင်ပြီးပစ်တက်ခဲ့ကအဲ့ဒီနေရာမှာပဲစစ်သားတွေကအလောင်းတွေကိုမီးရှို့ဖျက်ဖျက်ခဲ့လို့လည်းသိရပါ 아래 သတင်းတောင်တို့ကိုအကြမ်းဖက်တပ်ဖွဲ့ဝင်တွေကပြစ်တက်ခဲ့တဲ့ဖြစ်စဉ်ပေါ်။နယ်စည်းမခြားသတင်းတောင်များ RSS အဖွဲ့ကရှုံချတယ်လို့လည်းသတင်းထုတ်ပြန်ထားပါဗါး။အာနာသိမ့်ပြီးနောက်ပိုင်းခေါလူတုံသတင်းဌာနကိုထူထောင်ခဲ့သူအေဒါဆိုင်းဝင်းအောင်တို့ဟာလည်းသတင်းတောင်တွေတာဝန်ထမ်းဆောင်နေမှာအကြမ်းဖက်တပ်သားတွေရဲ့ပြစ်တက်ခြင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။ဒါအပြင်အလွတ်တန်းသတင်းတောင်တွေဖြစ်တဲ့အေကောစိုးနိုင်တို့နဲ့မြက်သူထွန်ဖိုးတီဟာတို့ဟာလည်းအချင်းချခံထားခြင်းတော်တွင်တပ်ဖြတ်ခံခဲ့ တာဖြစ်ပြီးမြတ်သူထွန်းဖို့တရားဟာအကျဉ်းထောင်မှာရရဆက်ဆက်နှင်းပန်းနှိမ့်ဆက်တပ်ဖြတ်ခြင်းကိုခံခဲ့ရတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကျန်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးချိန်ကနေစတင်ကသတင်းမီဒီယာသမားတွေဟာအကျန်းဖက်စစ်ကောင်စီရဲ့အဓိကပြစ်မှတ်ထားခြင်းကိုခံရပြီးမြို့ပေါ်ရှောင်းတကင်စစ်ဆေးမှုတွေမှာလည်းဖုန်းတွေကိုစစ်ဆေးရမှာမီဒီယာနဲ့ဆက်နွယ်မှုရှိမှရှိကိုအဓိကစစ်ဆေးရလို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲဟာပြည်သူတွေခံစားနေကြတဲ့ဒုက္ခတွေကိုပုံမကြရှိမှဖြစ်တဲ့အတွက်နိုင်ငံအသိုင်းအဝိုင်းကထောက်ခံပံ့ပိုးမှုမလုပ်ကြဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးတို့ကတိုက်တွန်းပြောဆိုလိုက်ပါတယ်။ဩဂတ်လ26ရက်နေ့ကနေ29ရက်နေ့ထိနယူးယောက်မြို့ကုလသမဂ္ဂဌာနချုပ်မှပြုတ်လုတဲ့ပုံမှန်စည်းဝေးမှာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးတို့ကအခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။ စစ်တပ်ကနေကျင်းပမယ်လို့ကြွေးကြော်နေတဲ့ရွေးကောက်ပွဲဟာလွတ်လပ်မျှတပြီးအားလုံးပါဝင်တဲ့ရွေးကောက်ပွဲတရဖြစ်မယ်လို့မယူဆသလိုပြဿနာအတွက်အဖြစ်တစ်ခုအဖြစ်လည်းမရှုမြင်ပဲပြည်သူတွေခံစားနေကြတဲ့ဒုက္ခဟာပုံမိုများပြားကျရှည်စေမယ်လို့ဥတော်မိုးထွန်းကထောက်ပြခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေဟာစစ်တပ်ရဲ့ဒရယ်ဆက်ဆိုးရွားတဲ့လွတ်ရွတ်တွေကြောင့်အလုံးစုံ ပြတ်သုံးနေပြီးစစ်တပ်ကစီမံခန့်ခွဲမှုညံ့ဖြစ်မှုကြောင့်ပြည်သူတွေကနေစင်နေမြအကြောင်းချင်းရာတစ်ခုမဟုတ်တစ်ခုကြောင့် င်းရဲဒုက္ခခံစားနေကြတယ်လို့ဦးကျော်မွန်းထွန်းကပြောပြပါဗျ။ဒါကြောင့်နန္ဒကအတိုင်မွန်အနေနဲ့စစ်တပ်ကိုတိုက်ရိုက်ဖြစ်စေ၊တော်ဝါရီဖြစ်စေစစ်တပ်ကစစ်စင်နေရလို့ဆိုတဲ့ရစ်ကောက်ပွဲတွေကိုထောက်ခံပံ့ပိုးခြင်းပြုလုပ်ကြရတဲ့အတွက်တိုက်တွန်းအပ်တယ်လို့လည်းမြန်မာအမြဲတမ်းကိုယ်စားလှယ်တာမတ်ကြီးဦးကျော်မွန်းထွန်းကပြောပါရရှင်။ ဘကောသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။ဘကောတန်လက်ပန်းမြုံနယ်ရင်ငယ်ရွာနဲ့အုပ်ဖို့ရွာကိုအကြက်ဖက်စစ်တပ်ကရမန်နဲ့ညပိုင်းကဝင်ရောက်ဆင်းနေပြီးမီးရှို့ဖျက်ဆီးနေရလို့တာရီခရန်တရင်38တနင်းသတင်းနဲ့ပြန်ကြားရတဲ့တာဝန်ခံရဲဘော်ဒုရကရန်ကုန်ခေတ်စ်ကိုပြပြပါရစေ။ဩဂတ်စာ29ရက်နေ့ည9:40မိနစ်လောက်မှာအကြက်ဖက်စစ်ကြောင်းဟာရင်ငယ်ရွာနဲ့အုပ်ဖို့ရွာကိုဝင်ရောက်ဆင်းနေမီးရှို့ဖျက်ဆီးနေတာဖြစ်ပြီးမြေပြင်မှာလည်းထိတွေ့တိုက်ပွဲတွေဖြစ်ပွားနေလို့သိရပါရစေ။အဲ့ဒီမီးရှို့ခံရတဲ့ရင်ငယ်ရွာ နေ့မှာဩဂတ်စ24ရက်နေ့ကအင်အားတရာကျော်ပဝင်တဲ့အကြမ်းဖက်စစ်ကြောင်းကိုပြည်သူ့ကော်မတီတပ်မတော်ကကြားဖြတ်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်သား20ကျော်ဟာတေသွားတာဖြစ်ပြီးစစ်တုံးမှန်10ဦးကိုဖမ်းဆီးရမိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးတဲ့တဲ့တပုတ်ကတော့အာရခတက်တော် A အနေနဲ့ရခိုင်ပြည်မြောက်ပိုင်းကရိုင်ဂျာတွေအပါအဝင်အရက်သားပြည်သူတွေကိုကာကွယ်ပေးရတဲ့ပြည်တွင်းပြည်ပကရိုင်ဂျာခေါင်းဆောင်တွေနဲ့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်တဲ့နယ်လို့ International Crisis Group ICG ကအကြံပြုတိုက်တွန်းပြောဆိုလိုက်ပါတယ်။ရခိုင်ပြည်မြောက်ပိုင်းကရိုင်ဂျာများရဲ့ ULAA နဲ့မြန်မာစစ်တပ်စစ်ကောင်စီတို့စစ်ရေးအခြေအနေတွေပေါ်စမ်းစစ်တဲ့အစီရင်ခံစာတစ်စောင်မှာ ICG ကရေးသားဖော်ပြထားတာလည်းဖြစ် ဖြစ်ပါတယ်။အဲ့ဒီအစီရင်ခံစားထဲမှာအာရခတက်တော် A အနေနဲ့ Ranger အရင်းနဲ့ပတ်သက်ပြီးမီးလောင်ဘုံးတွေတောက်လောင်ဆိုတဲ့အသုံးတော့အပြောဆိုတွေကိုရှောင်ရှားတင်ကြောင်းလဲ ICG ကပြောဆိုထားပါတယ်။2024ခုနှစ်ဩဂတ်စ်လ9ရက်နေ့မှာမောင်နှောမျိုးနတ်မြစ်ကံပေဖြစ်စဉ်နဲ့ပတ်သက်က A ကထုတ်ပြန်ထားတဲ့အစီရင်ခံစားထဲမှာနှစ်ဖက်အတိုင်းအဝန်းကိုထိခတ်စေတဲ့အသုံးအနှုန်းတွေပတ်ဝန်းနေတာကိုလည်း ICJ ကထောက်ပြပြောဆိုထားတာဖြစ်ပါတယ်ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ULA ရဲ့အစီရင်ခံစာဟာယုံကြည်ရတဲ့စုံစမ်းစစ်ဆေးမှုအစီရင်ခံစာဖြစ်ရတဲ့ပြည်ရင်းပြည်ပကရ ेंजर တက်ကြွလှုပ်ရှားသူတွေခေါင်းဆောင်တွေနဲ့တွေ့ဆုံဆွေးနွေးစကားပြောတဲ့နယ်လို့လဲဆိုထားပါဗျ။ဒါအပြင်ဘူးဒီတောင်မောင်တော်ဒေတာကရ ेंजर တွေအပါဝင်ရခိုင်ပြည်အတွင်းကရ ेंजर လူမျိုးတွေကိုအရခတက်တော် A အနေနဲ့အပြည့်အဝကာကွယ်ပေးရလေ ICG ကတောင်းဆိုထားပါဗျ။ရခိုင်ပြည်အတွင်းကမြန်မာစစ်တပ်ကိုနှင်ထုတ်နေတာကိုသိရှိပြီးရဲ့နောက်ပိုင်းမှာရခိုင်ဒေတာကို ေကတရားဝင် အုပ်ချုပ်သူ အာဏာပိုင်အဖြစ်ပေါ်ပေါက်လာနိုင်တဲ့အတွက်တည်ငြိမ်အေးချမ်းရေးအတွက်အေဟာရင်ဂျာတွေနဲ့ဆက်ဆံရေးကို ပြုတ်ပြင်တင့်တယ်လို့လည်းအကြံပြုထားပါဗျ။ရိုင်ဂျာတွေအရင်နဲ့ပတ်သက်ပြီးဆွဆွဲခံနေရတဲ့အပေါ်မှာလည်းအရခတတ်တော် AA တွေနဲ့လွတ်လပ်သောစုံစမ်းစစ်ဆေးမှုကိုပံ့ပိုးပေးကာလူသားချင်းစာနာထောက်ထားမှုနဲ့လုံခြုံရေးဆိုင်ရာတူညီသောရည်ရွယ်ချက်တွေကိုပါအဖောက်တွေနဲ့နီလန် ရှာဖွေတင့်တယ်လို့လည်းဆိုထားပါဗျ။ဘင်္ဂလားဒေ့ရဲ့အစိုးရအနေနဲ့လည်းနယ်စပ်ဒေသတည်ငြိမ်စေရေးအတွက်အရခတတ်တော် AA နဲ့ထိတွေ့ဆက်ဆံမှုကိုတိုးမြှင့်သင့်ပြီးရခိုင်ပြည်တွင်းလိုအပ်နေတဲ့အရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းတွေကိုနိုင်ငံကအကူအညီ ပေးရလူရှင်တွေအနေနဲ့ဘင်္ဂလားဒေ့ရှ်ကနေတဆင့်တိုးချဲ့လှုပ်ဆောင်နိုင်မှုနီလန်းတွေရှာဖွေတည်နယ်လို့လဲ ICG ကတိုက်တွန်းထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။နောက်ထပ်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျေးမညပါ။